ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာ Grade 7သင်္ချာစွမ်းရည်မိကုန်နဲ့ဂျောမတီညာဆန်းတဲ့ပုံကိုရှင်းပြမယ်သူပုံမှာ angle x နဲ့ angle y ကိုရှာခိုင်းတာပါအဲ့တော့ကျွန်တော်တို့ဒီဒါလေးကိုကြည့်လိုက်ပါအဲ့လေနှစ်နှမ်းညီတတိယံဖြစ်နေတာကိုတွေ့ရတယ်ပုံမှန်เนาะ ဒါစတူယန်လေးသူကပေးချက်ကသူစတူယန်လို့ပေးတာဒီဘက်ကဟာလဲစတူယန်ပဲသူဒီလိုပေးတာကစတူယန်ဆိုပြီးတော့အစတူယန်ဆိုတော့နော်ဒီအခုခြေထားတဲ့ဟာလေးက triangle ဆိုတော့ right triangle လေ isosceles right triangle နှစ်နာရီတောက်မှတတိယဆိုတော့ဒီတောင်ကိုသူက45ဒီဂရီရှိမယ်နော်ဒါဆို x နဲ့20နဲ့ပေါင်းတာဟာ45ဒီဂရီ as h က45 degree minus 20 as h equal to 25 degree ရမှာဒါ h က25 degree ဆိုပြီးတော့ဒီမှာရနေပြီဟုတ်ပြီပြီးတဲ့အခါမှာ y လိုချင်တာသူကနော်ဒါ y လိုချင်တာဆိုတော့ y ကဒီတကွေလုံးကိုသူကပြောတာဒီနားတောက်မှန်လဲပါသွားတယ်ဗောနော်တောက်မှန်ကတော့သူက60 degree ပါဒီဘက်ကတောင်းကဒါ နနာညီတတိကံမှာဒီတောင်းဝ60ဆိုရင်ကျန်တဲ့နှစ်တောင်းဝ60ဝေရွာမှာဒီတောင်းဝ45ပါဟုတ်ပြီနော်ဒီဘက်ကကြတော့သူကဒါတောင်းမှန်ဖြစ်တယ်နော်တောင်းမှန်ဆိုတော့60ဒီဂရီအဲ့တော့ဒါကြောင့်ကျွန်တော်တို့ဝိုင်းကိုလိုချင်လို့ရှင်နော်45နဲ့ကျွန်တော်တို့ဟာ60နဲ့ပေါင်းရမှာပါ45နဲ့60နဲ့ပေါင်းတော့135အဲ့ဆိုဒီပုံမှာကျွန်တော်တို့ ဝိုင်းက135ဒီဂရီဖြစ်ပါတယ်เนาะ